ီတူမှာလက်ကိုလှုပ်နေတဲ့အချက်၅ချက်နံပါတ်၁ခေါ်လိုဗီယန်ကွတ်လှုပ်တာပါအဲ့ကြမှာ TDK4 ပေါ့ဗျာဘာလို့ယူလို့ရမှာပေါ့နော်ခေါ်လိုဗီယန်ကွတ်လှုပ်ရင်ဘာရလဲဟိုကျွန်တော်အတိမတ်ပြူရနေကျွန်တော်ရွှေရိုးထုတ်ကြီးရပါတယ်နံပါတ်၂ဒွန်ဖောင်းတက်ပါဘာလို့အနေနဲ့တာစီဟိုနောက်တဲ့ဖီတစ်ခုကိုတွားလို့ရမှာပါဒွန်ဖောင်းတက်ရင်ဘာရလဲဟိုရင်တော့ကျွန်တော် accessory အနေနဲ့ကတော့ fan club ဖြစ်ရပါတယ်မြန်မာလေးပေါ့ဗျာအဲ့မြန်မာလေးရပါတယ်အဲ့မြန်မာကကျွန်တော်အနေနဲ့ PV အတွက်လည်းဆောင်းရမ်းသုံးဝင်ပါတယ်တော်တော်ကျန်တယ်ပေါ့ဗျာဒွန်ဖောင်းတက်မှဝင်တော့ဒီဘိုးတော်ကိုကျွန်တော်အနေနဲ့ အသီးတစ်ခုပေးလိုက်ပါဗျာအသီးဝင်တော့ကျွန်တော်တို့ကွဲဖူတာပေးလိုက်ပါနံပါတ်3ကြမ်းနေတက်ရာရေကိုပူတရီတင်ထားပါဒါမှနော်သူများပူတရီထုတ်ရင်ကိုကပြန်ထုတ်နိုင်မှာပေါ့နော်ထုတ်ပလိုက်ရရှုပ်တယ်သိရမလားပူတရီလောက်ရတာခက်တယ်ပုံပဲစီးလူမှာတော့ပူတရီနဲ့ကရှယ်မိုက်တယ်ဗျာနံပါတ်4မတ်တေကဖူမဖားပါနဲ့လုံးဝမဖားတာတော့မဟုတ်ပါဘူး။ဘာဖြစ်လို့လဲဖို့စီးလူမှာမတေကဘူးဖားရင် level ဖမ်းရတာအရန်ကြလို့ပါ။ ဘရာအနေနဲ့ C3 မှာစားခြင်းစားကြပါ C2 မှာတော့လုံးဝမစားကြပါနဲ့နံပါတ်5 level 1005ပြည့်အောင်တကုံတာဖန်ပါပြည့်သွားရင်လည်းတိတ်ပြီးပျော်မနေပါနဲ့နောက်ထပ်နောက်ထပ်အသစီမှာလည်း level တွေအများကြီးထပ်ဖန်ရအောင်မှာမလို့ပါ